ကာလာစာကြီးဆိုတာကျမတို့ဒီတခုခုနဲ့ထိတွေ့ထားတာပေါ့နော်ဒါမှမဟုတ်ရှင်လည်းရှူဆိုင်မီရဒါတွေကြောင့်မလို့ကျမတို့ဒီလေရတဲ့ဒစင်ကူးဆက်တယ်ဆိုရယောဂါတွေပေါ့နော် airborne disease စာလို့ကျမတို့အများဒါတွေကိုကျမတို့ဒီငလျင်တန်ပြီးတဲ့အခါမှာပေါ့နော်အများကြီးကြုံတွေ့နိုင်ပါတယ်ပြန့်နှံ့လာနိုင်တယ်ကျမတို့ဂျူဒီမက်ထရက်ဆာထားမှာဖြစ်ပါဒါကကျမတို့ကငလျင်ကြောင့်မလို့ကျမတို့ဒီကပြန်စီဒီကပြန်စီရဲ့ဆိုတဲ့နေရာမှာဒီမြေကြီးပေါ့နော်မြေကြီးထဲမှာရှိတဲ့ပုံမှန်အားဖြင့်ကျမတို့ တောင်တင်းခိုင်မာမှုပေါ့နော်တခုကြက်ခိုင်မှုတခုတော့အစင်တခုရှိထားရဲဆိုရင်နေသားတွေပြက်ရင်းပြီးတော့ခါကြတော့အဲ့ဒီထဲထဲမှာမှအဲအဲ့ဒီကြက်ခိုင်မှုကိုတီးပြီးတော့ခါကြတော့ရှိနေတဲ့နေသားတွေတဲကိုဒီသူ့ရဲ့ ဲငလင်းရဲ့တရားမှုကြောင့်မလို့ဒီထဲထဲမှာရှိတဲ့ရေနဲ့အတူပေါ့နော်တခြားမိန်းလားစနစ်တွေကိုပါစွစွရွာထိခိုက်ပျက်စီးစေနိုင်တဲ့ဆိုတဲ့ဒီထားမျိုးတွေကိုလည်းပဲတွေ့ချက်ထားရမှာဖြစ်ပါတယ်။ဟိုစဉ်းစားထားရမှာဖြစ်တယ်ပေါ့နော်။ပြီးရင်ကျွန်မဒါနဲ့ပတ်သက်ပြီးတော့ဒီငလင်းကြောင့်မလို့ဖြစ်တဲ့ဒီရေပျော်ဝင်တဲ့ဆိုတဲ့အနေအထားကိုရှင်းပြပေးမယ်ပေါ့နော်။အဲအင်္ဂလိပ်လိုကျွန်မတို့ earthquake trigger liquefaction phenomenon ဆိုပြီးတော့ခေါ်တယ်ပေါ့နော်။ပြီးတော့ဟာကျတော့တခြားသောကျွန်မရေလိုင်းတွေထိတွေ့မိတာပေါ့နော်။ tsunami လိုရေလိုင်းတွေတွေ့ခဲ့မယ်ဆိုလို့ရှိရင်အဲဒီကနေထိတွေ့မိတာ။နောက်ကကျတော့အဲဒီရေတွေပေါ့နော်။ရေတွေ use ကျွန်မတို့ water အပြင်ကို contaminated water ကြီးနောက်တစ်ခါကျတော့တခြားသောကျွန်မတို့အရေးတွေပေါ့ flow ဒီဒီအကုံလုံးအပြင်က excreta အညစ်အကြေးပါတဲ့အရေးတွေအကုံလုံးဟို motor စားကျွန်မတို့ရှူမြေရတို့လက်ရှူလမ်းကြောင်းတွေဝင်တာမျိုးတွေလည်းပဲကျွန်မတို့ကြိုတင်ပြီးတော့ dresser ထားမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ကပြောရဲကျွန်မတို့ဒီနေ့အဲဒီငလျင်ကြောင်းမလို့ဖြစ်တဲ့အဲ earthquake trigger ဒီ liquefaction phenomenon ဆိုတာဒါလေးကိုပြောတာဖြစ်ပါတယ်အဲ့တော့ ဒီမှာပုံမှန်အပြင်ကျွန်တော်မြေကြီးက stability တခုရှိရပါတော့အဲ့ stability ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ချက်ကြည့်မယ်ပေါ့နော်အထက်ထဲကမြေကြီးကတော့ gray ပေါ့နော်မြေမုံလေးအဲ့မြေမုံလေးကတခုနဲ့တူကဟိုပါအရင်ကတ်နေရဆိုပေမဲ့လည်းပဲဒီစားပြင်မှာချက်ကြည့်မယ်ဆိုလို့ရှိရင်သူကခက်ချောင်ချောင်လေးတွေသူက pack လုပ်ထားတာဂျားထဲမှာသူက space လေးတွေရှိတယ်အပေါက်လေးတွေရှိရပေါ့နော်အဲ့အပေါက်လေးတွေကပုံမှန်အပြင်ဆိုရင်ရေနဲ့ fill လုပ်ထားတာပေါ့နော်ရေနဲ့ပြည့်နေအဲ့တော့ရေတက်ကောဒီ သေးမြေတက်ပေါ့နော်အဲ့ဒါနေရောပြီးတော့ဟာကြာ soil stability သူကလည်းသူထိန်းထားတာ ပေါ့နော်ဒါကတော့အပေါ်ရမ်းမြေစီလွားပုံစံမျိုးပေါ့အဲ့တော့ဟို ဟိုငလင်လုတဲ့ခါကြတော့ဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီမြေအဲဟိုဟိုသွားပြီးတော့ဒီသူ့ရဲ့လှုပ်ခတ်မှုပါပေါ့နော်ဒီ earthquake ရဲ့ shaking ကကြတော့သူ့သွားပြီးတော့တက်ရောက်တယ်အဲ့မှာဖြစ်လဲဆိုလို့ရှိရင်အဲ့ shaking ကြောင့်မလို့ခုနကရှိနေပြီဒါ stability ပေါ့နော်တည်ငြိမ်မှုလေးကပြတ်သွားတယ်ပြီးတော့ခါကြတော့အဲ့ grain လေးအမုံမွားလေးကြားထဲမှာရှိ sweet စီကပို့ပြီးတော့ကျဲလာတယ်အဲ့မှာနေမဲ့သူ့ရဲ့ structure ကပြတ်သွားပြီးတော့ခါကြတော့အဲ့မြေစီလေးကဆိုလို့ရှိရင်အရေးကဲ့သို့သူကဒီ grain လေးတွေရဲ့ကြားထဲမှာသွားပြီးတော့သူက flow ဖြစ်သွားတာဆိုတော့ကျွန်မတို့မြေကြီးကိုနိုင်ကသူကနေသူ ပဲသွားဟိုဟာပေါ့ပျော့ပျော့သွားတာပေါ့နော်ပို့ပြီးတော့ခါကျတော့ stability ပြတ်သွားပြီးခါကျတော့အခြေအနေနဲ့မြေ grain နေနဲ့သွားပြီးရောပြီးတော့ပြတ်သွားပြီးတော့ shaking ရောအဲ့ဒီဟာတွေပေါင်းပြီးတော့ပေါ်ကနေပြီးတော့ခြေရဲ့တိုက်တာတွေအဆောက်အုံတွေဆိုလို့ရှိရင်လည်းမြေကြီးတွေကိုကျုံဝင်တာတွေနှိပ်ဝင်တာတွေဖြစ်လာတယ်အဲ့တော့အဲ့ဒီဟာနေတကြောင်ဖြစ်တယ်ဆိုလို့ရှိရင်မြေရောက်ကနေပြီးတော့သွားပြီးဆက်ဆက်ပြီးတော့သွားတဲ့ခြေပိုက် line နေနောက်ကကျတော့ main line စနစ်တွေပေါ့နော်အဲ့ဒီမှာသွားပြီးတော့ ठी ไก่ဆီရဲ့လူဆံမတို့နားလေထားလို့ရရပေါ့ဒါပါလေဆိုလို့ရှိရင်သဘောတရားပေါ့လေအဲ့တော့ဒီသဘောတရားအခြေခံပြီးတော့ခါကျတော့ကျွန်တော်တို့ဒီမြေအောက်နဲ့ဆက်ဆက်တဲ့ဒီအဲ ဒီအမေမေကြီးရဲ့နောက်တစ်ခါကျတော့ဒီရေစီစင်တဲ့နေရာရေမြောင်းအကုန်ပါမယ်ပေါ့လေနော်ကျွန်တော်ရေဆိုးမြက်တဲ့ရေဆိုးမြောင်းနေရောတောက်ရေသုံးရေစတဲ့ဒါတွေပါအကုန်လုံးသွားပြီးတော့တက်ရောက်စင်နိုင်တယ်ဆိုတော့နားလည်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က လူတွေများပြီဆိုလို့ရှိရင်ကြတော့အရေးပေါ်အဆောက်အုံတွေနောက်တော့ကဲဆေးစခန်းတွေဖွင့်ရအောင်ပဲပေါ့နော်အဲ့ဒီအချိန်မှာဆီမှာလူတွေရလဲပဲသူတက်များပြတည်တည်တာတွေဖြစ်နေနိုင်တယ်မိသားစုလိုက်အတူကျွန်မတို့ကအတူစုပြုံပြုံနေထိုင်ရဖြစ်တဲ့အကြောင်းမလို့သူရဲ့ဒီအိယာဒါဆောင်စတဲ့ဒါမျိုးတွေမလုံလောက်တာနောက်တော့တန်ချင်းတဲ့တောင်းသုံးရမရတာပေါ့နော်ရေတန်းဝူပါညာကြီးမလောက်တာနောက်တော့ရေပေးဝင်မှုစနေပေါ့လက်စည်းဖို့တော့နောက်ကတန်ရှင်းရလို့အညစ်အကြေးစုံပေါ့စတဲ့ဒါမျိုးတွေအတွက်ပါမလောက်မငါရအများကြီးဖြစ်နေတယ်ဆိုရင်ဒီဒါမျိုးကိုလည်းကြိုတင်ပြီးတော့တွက်စားထားမှဖြစ်ပါအဲ့ရတဲ့ဒီဇင်ဘာဆီမှာတို့ကူဆက်ရွာရဲပို့ပြီးတော့ပြန့်နှံ့လာတယ် ်အရင်ကနေဥမာဗမာတော့မရှိဘူးဆိုလို့ရှင်တာပါလူတွေအဲ့လိုမျိုးစုပေါင်းများပြားတဲ့အတွက်ကြောင့်မို့တန်တွေတယောက်ကအဲ့လိုအရင်ကိုထိကပ်ပြီးတော့ခါကြတော့ဒါကူးဆက်နိုင်တဲ့အနေအထားမျိုးတွေဖြစ်လက်ဖြစ်စီနိုင်တယ်ပေါ့နော်တရားနဲ့တရားကူပြီးတော့ခါကြတော့အဲ့ဒီအဲ့ဒီကပ်နဲ့မှာပဲအဲ့ဒီကဲဆေးစခန်းနဲ့မှာပဲအာဟွာပေါ့ဒီတိုင်းမဲ့ကျွန်တော်ဒီဟို outbreak ပုံစံမျိုးက ဒီစပြီးတော့ဖြစ်ဖြစ်ပွားဖို့အတွက်ကိုအစပြုတဲ့ပုံစံမျိုးဒီအောင်ဖြစ်နိုင်တယ်ပေါ့နော်ဒီတိုင်းတနည်းအားဖြင့်နေတော့နေတော့မှအကောင်အဲ့လိုစုနေပြီဆိုလို့ရှိရင်ကြတော့ဒါအဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့ဟာကျတော့မသိတော့တဲ့အခြေအမျိုးတွေဒီဖြစ်သွားနိုင်တယ်ဆိုတော့လည်းနားလည်ထားမှာဖြစ်ပါတယ် နောက်ကျမတို့အတန်ရှင်းရေးတကူရေးအတန်ရှင်းရေးသုံးတဲ့ပစ္စည်းမလုံလောက်တာအတွက်ကြောင့်ဒီကျမတို့ hand hygiene တွေမကောင်းတာအဲ့ရတဲ့ကျင်ကျမအစာတောက်စားတဲ့ခါမှာဒါညစ်ပတ်တယ်ပြီးတော့ခါကျဒါအစာနဲ့တူဒါကိုကိုယ့်ရဲ့ဒီ GI tract ကိုပေါ့နော် gastrointestinal infection တွေဖြစ်စေတာမျိုးတွေဖြစ်နိုင်တဲ့ခါကျမတို့အစာတောက်တွေမလုံလောက်တဲ့ကြောင့်အာဟာရချို့တရပေါ့နော်အဲလုံလောက်မစားထမင်းနဲ့ဟင်းနဲ့ဒီစားမစားရတာခေါက်ဆွဲကြောက်ပဲစားနေရတာဒါမျိုးတွေကြောင့်မလို့လေပဲအာဟာရချို့တရတွေကရေရှည်မှဖြစ်လာနိုင်တယ်ဖြစ်စေဆိုကျမတို့အဲ2ရက်3ရက်လောက်နေတဲ့အောင်မှာလူရဲ့ဒီအာဟာရတွေအရဆိုရှင်ဒီ အဲထိခိုက်ပျက်စီးတာတွေကြောင့်ငလေးကြောင့်လို့ဆုံးရှုံးတာတွေကြောင့်တော့တုံ့လောက်တာထိခိုက်ဟိုခြေခွဲတာပေါ့နော်စိတ်အဲစိတ်မသက်မသာဖြစ်တာစိတ်ဆင်းရဲတာစသည်မထာမျိုးတွေကြောင့်မို့လို့အဲ ကိုကိုခနာကိုမှကုငယ်စနစ်တွေကအားနေနေပြီးသားအဲ့အဲ့ဒီဟာကိုပေါ့မှာအစားအသောက်ကပုံမှန်ကျမတို့မစားတော့ရတဲ့အတွက်ကြောင့်မဟာရချူတွေရဲ့ဆိုတဲ့ဟာမျိုးဖြစ်နေတယ်နောက်ကကျမတို့တာရှိကအစားအစာတွေတခုမရှိသူဘူးလို့ဟာမျိုးတွေဒါတွေလည်းပဲတက်လက်သွားတယ်ဒါမျိုးတွေလည်းပဲတွေ့နိုင်တယ်ပေါ့တပြေခါကျဆိုကျမပြီးတော့ခါကျတော့ကျမတို့ကိုရဲ့မရှိမပြည့်သုံးဆောင်ပစ္စည်းတွေပေါ့နော်ဒီအဲဆောင်းတို့ခေါင်းတို့အပြင်တို့တခြားသောကျမတို့ဒီအင်ဂျီတို့စသည်ဖြင့်ဒါမျိုးတွေမလုံလောက်တာပေါ့နော်ဝေစားတာဒါတွေမလုံလောက်တာဒါတွေလည်းဖြစ်နေတယ်နောက်ကကျတော့ကျမတို့လင်းဝင်လူရက်မကောင်းတာပေါ့နော်လူတွေအရင်ကြက်ညက်ပြီးတော့နေရတဲ့ခါမှာဒီကမ့်နေမှာပဲရှက်တာနေမှာတော့နေရတဲ့ခါမှာ မှာအဲ့ဒီပြဿနာတွေဆံမှာဖြစ်လာတယ်ဖြစ်လာနိုင်တဲ့တခါကျမတို့တွင်းရောက်တဲ့တော်ပါပေါ့နော်ဒီမြေကြီးတွေကဖြစ်တဲ့ကျွတ်လို့ပါစသည်ပြီးဒါမျိုးရလဲထွက်လာပြီးတော့အကောင်ပလောင်တွေကထွက်လာပြီးခါကျတော့အဲဒီကနေတဆင်းကျမတို့အကောင်အင်းဆက်ပုံမာတွေကြိုက်တာအဲ့ရနေမှာ အဲဆရာမတို့လူတွေကိုသွားပြီးတော့ဒီကတည်းကရတာမျိုးဖြစ်နေတယ်လို့အဲ့ဒီအကောင့်ကြီးပေါက်ွားတဲ့နေရာတွေကအရင်တော့ကတော့တစုတွေဖြစ်တယ်ဆိုရင်လည်းငလျင်ချောင်းမလို့ဒါပျက်စီးွားရတယ်ဆိုလို့ရှိရင်အဲ့ဒီအကောင့်ကြီးပြန်ကျဲွားရတယ်သူရဲ့ breeding place တွေပေါ့နော် infection site တွေကပြန်နေပြီးတော့ခါကြတော့တခြားလူတွေကအများကြီးကူးစက်တဲ့နေထိုင်မျိုးတွေဖြစ်စီနိုင်တယ်ပေါ့နော်အဲ့တော့အင်တန်မဒါကအနေနဲ့ညားတဲ့နေထိုင်တွေကိုဆရာမတို့ဒီငလျင်ဖြစ်ပြီးသွားရတဲ့နောက်ပိုင်းမှာအများကြီးကြုံပြရနိုင်တယ်ငလျင်နဲ့အတူတွဲပါလာတယ်ဒါ outbreak ပေါ့နော်ဒီ disease နဲ့ပတ်သက်ပြီးတော့ခါကြတော့ public health concern ရှိတဲ့ disease တွေကိုဆက်မှကြိုးတင်ပြီးတော့ dress ထားမှာဖြစ်တယ်ပေါ့နော်ဒီလိုအနေထားမျိုးတွေကစပြီးတော့ကုဆက်ပြန့်နှံ့တဲ့ dress ဖြစ်ပါတယ် အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘာယောဂါတွေဖြစ်နေနိုင်လဲဆိုတာကိုလေ့လာကြည့်လို့ရတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်1964ခုနှစ်ဒီငလင်မှာဆိုလို့ရှိရင်ဒါ United States ပေါ့နော်ခုနကမှပြောရဲကယ်လီဖိုးနီးယားငလင်မှာဆိုလို့ရှိရင်ခုနကပြောခဲ့လို့ပဲလေနဲ့အတူပြန့်နှံ့နေဒီ Cocidium mycosis ဆိုပေါ်ရဲဟိုဟာရှိမယ်ပေါ့မှိုရှိမယ်ပေါ့နော်အဲဒီကြောင့်ဆိုတော့ outbreak ဖြစ်တယ်လူအားလုံးကဒီ3ဦးသေပြီးမှကြတော့200ကျော်ပေါ့နော်ကျမတို့ outbreak ပုံစံမျိုးဖြစ်ခဲ့တာတွေ့ရမှာဖြစ်တယ်တခါကျမတို့ဒီနောက်ထပ်1960 ဘဏ်ငားမှာဆိုလို့ရှိရင်ဂျပန်မှာဒီ respiratory tract infection ဝင်တဲ့အတွက်ကြောင့်လို့ဒါအဲအများကြီးပေါ့နော်ပုံမှန်ရှိနေကြလူနာရေးတဲ့ကို၄ဆခွဲလာပိုပြီးမြင့်တက်လာတဲ့ဆွေးနွေးထားမျိုးတွေတွေ့ရတွေ့ရတယ်ပေါ့နော်တခါကျမတို့နောက်ကကိုဆက်ကိုထိုင်ဝမ်ကလေးမှာလေးပဲအဲ့လိုပဲယောဂါတွေအများကြီးအပွေတွေ့ခဲ့ရတယ်တခါကျမတို့ 2000ခုနှစ်အဲစပြီးတော့နောက်တစ်ခါကျတော့2003ခုနှစ်အရန်2005ခုနှစ်ပါကစ္စတန်2006 China 2009အင်ဒိုနီးရှားပေါ့နော်အဲဒီမှာလေးပဲအသေးသေး respiratory drug infection လို့ခေါ်တဲ့ဒီလေကနေတစင်ကူးစက်တဲ့ရောဂါတွေအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုဒီလိုမျိုးငလျင်တန်းနေတဲ့အတူငလျင်တန်းနေရဲ့အပြီးမှာပေါ့နော်တွေ့ တွေးဖက်ပြီးတော့ဟာကြတော့ဒါခံစားခဲ့တဲ့အနေအထားတွေကိုဒါတွေးရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ဘာတွေပါမလဲဆိုလို့ရှိရင်ဒီမှုပိုးတွေပါနိုင်နေတယ်ခါကြတော့ဘက်တီးရီးယားပိုးတွေပါနိုင်နေတယ်ဒါခါကျွန်တော်တို့ viral infection တွေလည်းပါနိုင်နေတယ်ဆိုတော့နားလည်ထားမှာဖြစ်ပါတယ် အဲ့တော့အင်ဒိုနီးရှားငလျင်မှာဆိုလို့ရှင်လေးပဲကျမတို့ကိုအဲ TB ပေါ့ tuberculosis ပေါ့နော် respiratory infection တွေမှာဒါအင်တန်မှာအနေနဲ့များတဲ့ရောဂါဖြစ်တဲ့ TB တွေလည်းပဲအဲတကူဆက်ပြန့်နှံ့တဲ့ဟာတွေများလာတယ်။နောက်2017မှာဂျပန်အဲသူမှာဆိုဘာတွေပါပါသေးလဲဆိုလို့ရှင် bacteria တွေပေါ့နော် streptococcus တွေ mononia mor mor morizella catarrhalis ပါတယ် hemophilus influenzae ပါတယ်ပေါ့ ါတွေကပါလဲဆိုလို့ရှိရင် community pneumonia တွေပေါ့နော်အဲပြည်ထနာတွေကတော်တော်ကြီးဒီ bacteria infection ကြောင့်တော်တော်ကြီး case တွေတွေ့လာတာကိုတွေ့ရတာပေါ့နော်43% of case ပေါ့နော်သူရဲ့တဝက်လောက်ကပေါ့နော် in respiratory infection ဝင်တဲ့ဟာတဝက်လောက်က bacteria ကြောင့်ဖြစ်တယ်ဆိုတာကို data တွေ့ရှိရတယ်ပေါ့နော်တခါကျတော့2013ခုနှစ်မှာ2013ခုနှစ်မှာဒီ China မှာလည်း respiratory infection တွေအများကြီး rate တွေအများကြီးတက်လာခဲ့ပေါ့နော် ပြီးတော့ဒီမှာ2003ခုနှစ်မှာ Philippines ပေါ့တော့နောက်တစ်ခါကျတော့2014ခုနှစ်မှာ Greece အဲ့မှာလေးပဲကျွန်တော်တို့ respiratory infection rate ဒီ case တွေအရင်ကတက်လာခဲ့တယ်။ဒါကကျွန်တော်2015ခုနှစ်ကခုနကပြောခဲ့တဲ့ Nipah ပေါ့နော် Nipah ငလင်မှာဆိုလို့ရှိရင်လည်းပဲ pneumonia နောက်တစ်ခါကျတော့ post tropical coccal glomerular nephritis ပေါ့ဒါကကျွန်တော်တို့ bacteria ရဲ့နောက်ဆက်တွဲဖြစ်တဲ့ကြောက်ကဲ့ရောင်ရင်းဆိုတဲ့ပြဿနာအားထားကြီးကိုကျွန်တော်တို့ကလေးတွေမှာအများကြီးဖြစ်တာကိုတွေ့ရှိခဲ့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအဲ outbreak ဖြစ်ပြီဆိုလို့ရှိရင်အားကျတော့ bacteria virus fungus အဲဘယ်မှာမလုပ်ဘူးလို့ကျွန်တော်တို့က နည်းဦးတည်ထားလို့ရပါတယ်အဲ့တော့အင်ဗတန်မှလည်းကြောက်စရာကောင်းနေပါတော့တကယ်ဖြစ်ပြီဆိုလို့ရှင်လည်းပဲအာအများကြီးသူရဲ့နောက်ဆက်တွဲလည်းဖြစ်နိုင်တယ်ဒီမှာဆိုကျွန်တော်ကလိုနာလူနဖရိုက်ဒစ်လို့ခေါ်ရဲဗတီးရကြောင့်နောက်ပိုင်းကျွန်တော်ဆောက်ကရောင်လေးဆိုကိစ္စမျိုးတွေဒီပါဖြစ်နေတယ်ဆိုရင်နေသားမျိုးတွေလည်းပဲကြိုတင်ပြီးတော့ဒရက်ဆာထားမှာဖြစ်ပါတယ် ခုကစနစ်နေသွားတဲ့အတွက်ကြောင့်ဟိုကျွန်တော်တို့အသက်ရွယ်ချင်းတဲ့လူကြီးနာတာရှိလူမမာကြီးကလေးငယ်လေးမှာအဓိကအားဖြင့်တက်ရောက်နေတယ်ဆိုတော့ကျွန်တော်တို့အဲနားလည်ထားမှာဖြစ်ပါတယ်အဲ့တော့ဟိုပါမိခင်ဒါမှမဟုတ်ရှင်တဲ့ဖခင်အဲစာဒီအားဖြင့်ဒီလိုမျိုးတူရဲ့အဆောင်ချက်ကိုအမြဲတမ်းလိုအပ်နေရဲ့ဆိုတဲ့ကလေးငယ်သေးလေးတွေနောက်တစ်ခါကျတော့ကိုလည်းငါဒါချွေမြင့်နေတဲ့လူကြီးမှာဆိုလို့ရှင်လည်းပဲတယောက်ယောက်ကအဆောင်မရှိဘူးဆိုလို့ရှင်တယောက်ယောက်ကလုံးဝအဆောင်ချက်မပေးတော့ဆိုလို့ရှင်တို့ရဲ့ပုံမှန်အားဖြင့်နေ့စဉ်လုပ်တဲ့လုပ်ငန်း activity တွေပဲမလုပ်နိုင်တော့တဲ့အထူးဖြစ်နေတယ်ပေါ့ဒါဆိုအဲ့ လိုလိုမျိုးတွေရာလေးပဲအင်မတန်မှာဒါကသူတို့ကတက်ရောက်နိုင်တဲ့အနေအထားမျိုးတွေဖြစ်တယ် အဲသူတို့တွေဆိုလို့ရှိရင်အင်တာမအနေနဲ့များတဲ့အုပ်စုတွေဖြစ်တယ်ပေါ့နော် respect အနေနဲ့သူတို့ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်ဒါကကျွန်တော်တို့စီရင်နွယ်မှာလူတွေပေါ့နော်ပညာရေးရာဖြစ်လေနေပါတဲ့အတွက်ကြောင့်မလို့အဲဒိုဝေတန်ရှင်းဖို့လည်းဒီစားမလုံနိုင်ဘူးငကိုရီးယားမှာသူတို့ရဲ့ငလင်းနဲ့ပတ်သက်တဲ့တဘာဝဘေးရနေတဲ့ပတ်သက်တဲ့ယောဂကောင်းဝယ်မှုအနေထားမျိုးတွေကိုလည်းပဲသူတို့နားမလည်တာအားနေတာတွေအတွက်ကြောင့်မလို့တကယ်ငလင်းကြောင့်ဖြစ်ပေါ်လာပြီဆိုလို့ရှိရင်လည်းပဲအဲဆက်လက်ပြီးတော့ဟာလုံဆောင်နိုင်ရဲ့အနေထားတွေ response တွေကိုလည်းပဲသူတို့မလုံနိုင်တာရှိနိုင်တယ်ခွာကျွန်တော်တို့ဖြစ်လာမယ့်အနေရောလည်းပဲသူတို့နဲ့သူတို့အနေနဲ့လက်ခံနိုင်ပြန်မရှိရဘူးပေါ့နော်အဲ့ဒါမျိုး ိုးလေးပဲဖြစ်နိုင်တယ်ပြောင်းခါကျသူတို့ရဲ့နေရနေတိုင်းနဲ့အဆောင်အုံတွေမှာအဲသူတို့ကသူတို့ check ပေါ့ check ကြမှာပေါ့နော်ဒီအဆောင်အုံကတော့ setting ပြီးနေလို့မဖြစ်တော့ပြင်တော့မျိုးပြိုကြတော့မှာငါတို့တနေရမှာချွေပြောင်းပြီးနေရဖြစ်မယ်ဆိုတော့အဲအဲသူသူအဲ့လိုမျိုးကျွန်တော်တို့ education မျိုးမရှိတာမျိုးတွေလည်းပဲဒီလိုမျိုးနွမ်းမားတဲ့လူတွေမှာဆိုဂျုံလို့ရတယ်လေပေါ့ဒါကြောင့်ကျွန်တော်တို့ဖြစ်ပြီးဆိုလို့ရှင်အဲ့လိုလူတွေကပို့ပြီးတော့ခါကြတော့ဒီကစွေရွာပြင်းထန်တဲ့နေသားမျိုးတွေဂျုံရှုနိုင်တယ်ဆိုတော့ကျွန်တော်တို့ကြိုတင်ပြီးတော့နားလည်ထားမှာဖြစ်ပါတယ် အဲ့တော့ကျမရေးတိပိနာပြီးမှုတွေအားနည်းလေးအတွက်ကြောင့်လို့ပဲလေ့ကျင့်သင်ကြားမိမှုတွေမရှိတဲ့အတွက်ကြောင့်လို့ပဲယောဂထင်းချုပ်တဲ့အခါမှာဒီသက်ဆိုင်ရာပူပေါင်းဆောင်ရွက်ရမယ်ပြည်သူလူအနေနဲ့ရလေးပဲဒါအတိပညာအားနည်းရဲ့အတွက်ကြောင့်မလို့လှုပ်ဆောင်မှုတွေနဲ့မှာအများကြီးနှောင့်နှေးနိုင်တယ်ဆိုတော့ကျမနားလည်ထားမှာဖြစ်ပါတယ်။ဒါကကျမတို့ဒီကျမရေးနဲ့ပတ်သက်တဲ့စေဝနနဲ့စေလောက်သားတွေကုထိုင်လေးပဲဒီယောဂထင်းချုပ်မှုတွေကြိုတင်ပြီးတော့ဟာကျအရေးပေါ်ပြင်ဆင်နေဆိုရင်ပြင်ဆင်မှုတွေအားနည်းတာနောက်တစ်ခါကျ training တွေမရှိတာပေါ့နော်အဲ့ဒီအရာတွေကြောင့်မလို့လေးပဲယောဂပြန့်နှံ့မှုတွေကက်ယောဂတွေကပို့ပြီးတော့ဟာကျပြန့်နှံ့နိုင်တယ် ်ရှိပြီဆိုလို့ရှင်လည်းပဲချက်ချင်းမတိရတဲ့အတွက်ကြောင့်မလို့တော်တော်လေးပြန်မှအဲတော်တော်ကြီးကျွန်တော်ထိန်းချုပ်ခတ်တော့ခါကြတော့မှာပဲဒီဟာ outbreak ပုံစံမျိုးဖြစ်နေရဲဆိုတာကိုသိသွားပြီဆိုလို့ရှင်အဲ့ဒီမှာအရန်နောက်ကြပြီးတော့ခါကြတော့ဒါအသက်ဆုံးရှုံးတာတွေများလာမယ်ပေါ့နော်အဲ့စားဒီကပဲ time period နောက်ဆက်တွဲဖြစ်လာတဲ့နေရာကြီးရှိပါတယ်ပြီးတော့ခါကြတော့ကျွန်တော်ပုံမှန်ရနေကြကာဝယ်ဈေးထိုးတာတွေတပါမလုံနိုင်တော့တဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီယောဂကာဝယ်မှုအနေထားတွေအရန်ကိုနောက်လေးကျန်ကြတာမျိုးတွေဖြစ်နိုင်ပါတယ်ပေါ့နော်အဲ့တော့ဒါကကျတော့ကျမတို့ခုနကအဲ respiratory infection ပြီးတဲ့အခါမှာကျမ gastro intestine နဲ့ အဲ track infection တွေပေါ့နော်အဲအစာရေဦးလမ်းကြောင်းဆိုင်ပြဿနာတွေကိုလည်းပဲကမ္ဘာနေရာတွေမှာပေါ့နော်လင်းလုတ်တဲ့နေရာဒေသတွေမှာအတိအကျဖြစ်ခဲ့တာတွေကိုကျွန်တော်တို့ဒီမှာတွေ့နိုင်နေပေါ့နော်အများကြီးပါပဲ အဲအဲ့တော့အဲ့တော့ကျွန်တော်တို့နားလေသွားပြီးခုချိန်မှာဒီငလျင်လှုပ်တဲ့ချိန်မှာတွေ့ရတဲ့ဒီဒီကုဆက်ယောဂါတွေပြည့်နေနေနေထားရဘလောက်ဒီအောင်ဆိုရတယ်လေကျွန်တော်တို့ကြိုတင်ပြီးတော့ဟာကြတော့ဒါ preventive measures ဒီမလုပ်ထားနိုင်အောင်ဆိုလို့ရှိရင် preventive measures ဆိုတာငလျင်အဲငလျင်နဲ့ငလျင်မဖြစ်အောင်ဟုတ်ပဲနေငလျင်ဖြစ်လာပြီဆိုလို့ရှိရင်လည်းပဲဒါအရင်ဆိုရဆိုရပြည့်နေနေ outbreak ပုံစံမျိုးမဖြစ်ရလေအောင်ကြိုတင်ပြီးတော့ကာဝေးထားတဲ့အနေအထားမျိုးတွေမလုပ်ထားအောင်ဆိုလို့ရှိရင်မိမိတို့ဒါကအသေးသေးအထိကတည်းပိတ်စင်နေများလာမယ်ဆိုတာကိုနားလည်ထားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့လေးစာစပါးဒီမှာခဏရက်မယ်တက်ပြီးတော့ဟာကြတော့ ော့ဒီယောဂိုင်းနဲ့ပတ်သက်ပြီးတော့ calibration ပုံလေးအဲနောက်တစ်ခါကျတော့စီမံကုသဝင်နဲ့ပတ်သက်ပြီးတော့လည်းပဲထပ်ပြီးတော့ပို့ချပေးဖို့ရှိပါသေးတယ်